မိတ်ဆွေများကြားမာတော်မူကြပါစေခင်ဗျာဆရာမင်းလူရဲ့ဝတ္ထုတို့ဘောင်းချုပ်စာအုပ်ထဲက9933လို့ခက်ဆန်းဆန်းနာမည်ပေးထားတဲ့ဝတ္ထုတို့တစ်ပုဒ်ကိုနားဆင်ကြကြပါအောင်ခင်ဗျာ မနေ့6ရက်ထိုးသောကြောင့်နိုးဆက်မြည်သည် ဟုထင်လိုက်သည် မဟုတ်ချေအတန်ပြန်ရက်သွားသည်နောက်တစ်ခါထပ်မြည်ပြန်သည် ထိုးခါကြမှတယ်လီဖုန်းလာနေကြောင်းသိရ၏လူလဲထားလိုက်သည်တယ်လီဖုန်းစီသို့ပြေးသည်ညာကြီးမင်းကြီးဖြစ်သောကြောင့်တခုခုအရေးကြီးလိမ့်မည်ဟုထင်လိုက်သည်ကျွန်တော်ဤအိတ်ခမ်းမှာတယ်လီဖုန်းထားရဧကန်းထီသွားရသောကြောင့်၄-၅ချိန်အတန်မြင်ပြီးမှရောက်သည် ဖုန်းကိုကောက်ကင်လိုက်။ဟုတ်ကဲ့ပြောပါခင်ဗျာ။တစ်ဖက်မှာဘာမှမပြော။နောက်တစ်ချိန်ဟုတ်ကဲ့လိုက်တော့မှ Happy New Year ဖုန်းပြန်ချသွားသည်။မီးခလုတ်ကိုဖြန့်ပြီးတိုင်ကတ်နာရီကိုလှမ်းကြည့်ရသည်။ည12နာရီနဲ့10မိနစ်ခုမှသတိရသည်။ဒီဇင်ဘာ31ရက်နေ့ဇန်နဝါရီ1ရက်အခု2:09ခါစအချိန်ဒီတိုင်းဆိုရင်ပြန်အိတ်လို့မဖြစ်သေး။ နောက်ထပ်နှစ်ဦးသုံးဦးလောက်တော့ထပ်ဆက်ကြလိမ့်မည်ထင်သည်ကျွန်တော်ပြန်အိတ်လိုက်လို့နောက်တစ်ခါဖုန်းလာရင် အမေထနေရလိမ့်မည်၁၂နာရီခွဲလောက်ထီတော့ဒီနားမှာပဲထိုင်ဆောင်နေရပေတော့မည်နေ့စဉ်နေ့တိုင်းခုလိုချိန်ဆိုရင်တယ်လီဖုန်းတွေဆက်ပြီး Happy New Year လို့လေးရှိကြသည်ဘယ်သူတွေမှမသိကျွန်တော်တို့ဖုန်းနံပါတ်ကိုသိတော့မိတ်ဆွေတွေလည်းဖြစ်ချင်းဖြစ်မိတယ်လီဖုန်းလမ်းညွန်စာအုပ်ကိုကောက်လံပြီးတွေ့ရနံပါတ်ကိုဆက်လိုက်ရမှာ ကျွန်တော်စီရောက်လာခြင်းလည်းဖြစ်ခြင်းဖြစ်မည်။သူတို့ဖို့ကတော့နှစ်တစ်ကူးမင်္ဂလာစကားပြောခြင်းပင်ဖြစ်၏။အဲ့ဒါတွေစိတ်မဝင်စားတတ်တော့ကျွန်တော်တို့အတွက်ကတော့အေးအေးပြေရတာပဲထူးသည်။ဒါကတော့ဒါကတစ်နှစ်မှတစ်ခါတည်းမို့တိခတ်နိုင်သေးသည်။ကျွန်တော်တို့မှာတယ်လီဖုန်းနဲ့ပတ်သက်၍အခြားသောဒုက္ခပေါင်းများစွာခံစားနေရသည်ကိုပြောပြလိုပါသည်။နှစ်ကျွန်တော်တို့အိမ်တွင်အပိုပစ္စည်းထားလိမ့်မည်။ လိုအပ်သောသုံးဆောင်များမထားတတ်ကြောင်းကိုဆိုလိုပါသည်တကယ်လိုအပ်သောပစ္စည်းတွေပင်တခါတလေမရှိဘဲဖြစ်တတ်သည်တခါကဖေသည် နိုင်ငံတော်အစိုးရကချီးမြှင့်သောဒစိမ့်တစ်ခုပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ရန်တိုက်ပုံအင်ဂျီမရှိသောကြောင့်သူ့မိတ်ဆွေရှေ့နေတဦးထံမှငှားသွားခဲ့ရပူပါသည်ကြွားတာမဟုတ်ပါကျွန်တော်တို့အိမ်တွင်တယ်လီဖုန်းရှိသည်တယ်လီဖုန်းအိမ်မှာထားနိုင်သည့်လူတန်းစာဟုပင် ဆိုခြင်းလျင်ဆိုနိုင်ပါသည် တကယ်ကြယ်တော့ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင်တယ်လီဖုန်းဆိုဒီမှာတပြက်စီးတစ်ချောင်းကဲ့သို့အိမ်တိုင်းလိုလိုရှိခြင်းရှိမည်ကမ္ဘာ heavy weight လက်ဝိတ် champion မိုဟာမက်အလီအိမ်မှာတယ်လီဖုန်း25လုံးဆိုလားရှိတဲ့ဒီတော့ကတယ်လီဖုန်းရှိတယ်ဆိုရင်ပင်ကျွန်တော်တို့စီမှာနဲတဲ့အဆင်မဟုတ်ဘူးထင်လိုက်ကြဒီမှာမဆန်းတချို့ကလည်းတယ်လီဖုန်းဆိုတာဇင်ငံပစ္စည်းတစ်မျိုးပဲဟုပေါက်ပေါက်ရှာရှာဆိုတတ်ကြပြန်လေ စဉ်းစားကြည့်ပါဗျာဒီတယ်လီဖုန်းဆိုတဲ့ဟာကြီး ਨੇ ဘယ်လိုလုပ်ဈေးခံလို့ရတယ်လဲဆိုတာကျွန်တော်ဖြင့်စဉ်းစားလို့ပဲမရနိုင်တခုတော့ရှိသည်တယ်လီဖုန်းဖြင့်စီးပွားရှာလို့ရနိုင်သည်တစ်ခါဆက်လျင်တစ်ချက်မောင်ခိုကိစ္စတချို့မှာဆိုရင်ပိုး၍စီးပွားဖြစ်သေးသည်မောင်ခိုဟုခေါ်နေကြသောလုပ်ငန်းဆိုဒီကလည်းတမျိုးနဲ့တမျိုးတနေနဲ့တနေအများဆုံးအကြောင်းကြားဖို့ကိစ္စတွေရှိနေတတ်သည် ပစ္စည်းပို့သည့်ကိစ္စငွေအပေးအယူကိစ္စဈေးနှုန်းအတက်အကျကိစ္စထို့ခါတယ်လီဖုန်းသည်အရေးပါလာ၏ဆိုင်းတဆိုင်တို့နေကလူငန်းစီမှဖုန်းလာသည်ဆိုပါစို့တယ်လီဖုန်းပိုင်ရှင်ကထိုဆိုင်ကလူကိုတွားခေါ်ပေးရသည်ထို့သို့တွားခေါ်ပေးကကငားချက်အဲ့ဒီကနေနေကဆက်အတွက်စီဆက်ချင်သလားတခါဆက်ရင်25ချက်တနေ့တနေ့ဘလောက်စီမလဲစဉ်းစားတာကြည့်ကြပါတော့ ထားပါဒါတွေကတယ်လီဖုန်းဖြင့်စီးပွားဖြစ်သူတို့အကြောင်းကျွန်တော်ပြောလို့ဒီမှာတယ်လီဖုန်းဒုက္ခအကြောင်းချစ်ဒုက္ခကဲ့သို့ခံလို့မကောင်းဒီမှာသိကြပါလိမ့်ကျွန်တော်တို့အိမ်ကတယ်လီဖုန်းမှာဖြင့်ဇိမ်ခံဖို့လည်းမဟုတ် စီးပွားရှာဖို့လည်းမဟုတ် အလုပ်လုပ်ဖို့တယ်လီဖုန်းတစ်လုံးရှိနေတဲ့ဖြင့်ချုပ်ကိစ္စများတွင် လူကိုယ်တိုင်သွားမနေရတော့အချိန်ကုန်တက်တာသည်လူအပင်မန်းတက်တာသည် အလုပ်တွင်သည် ပြီးတော့ အရေးပေါ်ကိစ္စများဖြစ်လာရင်ချက်ချင်းအကြောင်းကြားနိုင်သည်ဒီတစ်ချက်တော့ဖြင့်တယ်လီဖုန်းမရှိသောအိမ်များထက်တာသည်ဟုပြောနိုင်ပါသည်တို့ရတွင်၃ကျွန်တော်ခြံသည်ဆွေမျိုးနီးစပ်တွင်စုနေကြသောခြံဖြစ်သည်ဒီလိုနေရာမျိုးတွင်တယ်လီဖုန်းတစ်လုံးရှိသည် ဆိုလျင် အသုံးပြုခြင်းကြမည်မှာဓမ္မရာပင်ဖြစ်ပါသည်ထို့ပြင်သူတို့နှင့်ပတ်သက်ရာပတ်သက်ကြောင်းတို့ကိုလည်းသူတို့စီအကြောင်းတူကိစ္စပြောเสียရရှိလျင် ဒီဖုန်းနံပါတ်ကိုဆက်ဟုမှားထားကြမည်အမှန်အင်္ဂဖုန်းကိုသူတို့လည်းလာဆက်ကြသည်သူတို့စီကိုလည်းအပြင်က ဖုန်းလာတတ်ကြသည် ကျွန်တော်တို့အင်္ဂလည်းနီးစပ်ရာဆိုရင်ခေါ်ပေးသည်တွားခေါ်ရမှာဝေးသောအိမ်ဆိုရင်မှားစရာရှိတာမှားထားပါလူကြုံရင် ပြောပြပါမည်ဟုမှတ်ထားပေးသည် ဒီထိကပြဿနာမဖြစ်သေးခုနောက်ပိုင်းမှာ channel မှာလူကြီးတိုးလာသည်ဖြစ်ပုံမှာဒီလို ခြံထဲကအိမ်တိမ်ကိုအောက်ထက်ကိုလူငားတင်သည်ဒီမှာနေနောက်တိမ်ကလည်းအားကြမခံသူ့တစ်ဖက်ခန်းကိုငားလိုက်သည် နောက်တိမ်ကလည်းလိုက်တင်သည်တချို့ငားစရံနေရမရှိတဲ့လူကလည်းကြမ်းဖန်ပြီးလှုပ်ယူသည်အိမ်ဘေးကအဖီလေးဆွဲပြီးငားလိုက်ခြင်းဖြစ်လေသည်တနစ်အတွင်းမှာခြံထဲတွင် လူရည်နှစ်ဆလောက်တိုးလာသည်ထိုသူများသည်လည်းကျွန်တော်တို့အိမ်ကတယ်လီဖုန်းကိုမျက်စိကြားခဲ့ကြ၏ ပြီးတော့တနေ့တွင်တယ်လီဖုန်းခေါင်းလောင်းတံမြည်သောကြောင့်ဖုန်းကောက်ကင်လိုက်သည်ဟုတ်ကဲ့ပြောပါခင်ဗျာ9933ကလားဟုတ်ပါတယ်ပူတူမကိုခေါ်ပေးပါပူတူမဆိုတာဒီမှာမရှိပါဘူးခင်ဗျာရှိပါတယ်ဖုန်းမနေပြီတင်မမားပါဘူးဟိုလေအဲ့ဒီ channel ကတော့ရွှေရင်အိမ်မှာငားနေတယ်ကိုပြော့ရဲ့မိန်းမလေးပူတူမ ကျွန်တော်စိတ်တူသွားသည်တို့ရရင် လူမှုရေးဆိုတာကရှိသေးသည်ထို့ကြောင့်မာဇယာရှိရင်မာထားပါလားလူကြုံရင် ပြောပြပါမယ်သူတို့ငါဝေးလို့ပါတစ်ဖက်ကဖုန်းချသွားသည်ချကနီးမခေါ်ပေးခြင်းလည်းရပါတယ်ခုငော့သွားသေးသည်ကိစ္စကမပြီးသေးနောက်ပိုင်းတွင် ဖုန်းဆက်တော့ခါအရေးကြီးလို့ပါဆိုသောစကားကိုထည့်ပြောလာကြသည် အရေးကြီးဆိုတော့လေတကယ်အရေးကြီးသည့်ကိစ္စမဟုတ်ပြန်အလာပါတလာပါစကားလောက်တာထို့ကြောင့်နောက်တစ်ခါအရေးကြီးလို့ပါဆိုရင်သေရေးရှင်ရေးလားဟု မေးလိုက်ရသည် ထို့ခါအလုတ်ကိစ္စဟုခတ်ဆောင်ဆောင် ပြောပြီးဖုန်းချသွားတတ်သည်ခေါ်မပေးတမ်းမန်းတီးတော့သူတို့တစ်မျိုးအကွက်ထွင်ကြပြန်သည်ဖုန်းဆက်သည်ကောက်ကင်လိုက်ရင်အမေညိုခေါ်ပေးပါဟု ပြောသည်အမေစီ တကယ်တယ်လီဖုန်းလာတဲ့မတ်လို့ခေါ်ပေးလိုက်သည်အမေဖုန်းကင်တဲ့အခါကြမဘယ်သူဘဝခေါ်ပေးပါဆိုပြီးထက်ခေါ်ခိုင်းသည်အမေကြတော့ကျွန်တော်တို့လိုမဟုတ်အလွန်အာနာတတ်သည်ခြံအစွန်အဖျားမှနေသူကိုခေါ်ပေးပါဆိုရင်လဲသွားခေါ်ပေးတတ်သည်ထို့ကြောင့်ဖုန်းကင်သူကယောက်ျားသံဖြစ်နေရင် အမေကိုခေါ်ခိုင်းသည်ပြီးမှသူတို့ပြောချင်သူကိုအမေအားတဆင့်ခေါ်ခိုင်းတတ်သည် channel ရလူတွေကသူတို့အဆက်အသွယ်များကို နီလန်ပေးထားခြင်းဖြစ်ပေလိမ့်မည်။အဖွားကြီးကိုခုတုံးလောက်ကြအတုံးချခြင်း ဖြစ်သည်။အသက်60အရွယ်ကြီးဖြင့်ဟိုးပြေးဒီပြေးခေါ်ပေးရသည်ကို အားနာဖို့သတိမရကြ။တခါကခုနပြောသလိုပင်ဖုန်းလာပြန်သည်။ကျွန်တော်နဲ့တိုးသည်။အမင်းညိုကိုခေါ်ပေးပါတဲ့။နေပါဦး။အမင်းညိုနဲ့ပြောစရာကိစ္စရှိလို့လား။ထိုခါကျမှအတန်ငယ်ဆုတ်ဆိုင်နေပြီး ဟိုဒေါမြလေးနဲ့ပြောခြင်းလို့ဒီမှာဒေါမြလေးလည်းမရှိဘူးတာတေကြီးလည်းမရှိဘူးနောက်တစ်ခါမဆက်နဲ့တော့ဗျာဖုန်းကိုစောင့်ချပြလိုက်သည်ဒါတွေကဟိုဘက်ကနေဆက်တဲ့အကြောင်းအင်းကဖုန်းဖြင့်ဒီဘက်ကဆက်ကြသည့်အကြောင်းများကိုလည်းပြောပြပါဦးမည် ၄အရင်ကကျွန်တော်တို့အိမ်တွင်တယ်လီဖုန်းဆက်ခါထည့်ရန်ပိုက်ဆံပုံထားခြင်းမရှိပါကိုဆွေမျိုးတွေရည်ဖြစ်သောကြောင့်တကြောင်တခါတလေအရေးကြီး၍ဆက်ကြခြင်းလောက်သာရှိသောကြောင့်တကြောင်မပြောပါလောက်ဟုသဘောထားခဲ့ကြသည်ခုနောက်ပိုင်းအိမ်ငှားတွေများလာသည် ကျွန်တော်တို့အိမ်မှာဖုန်းရှိကြောင်းသိလာကြသည်တယောက်စနှစ်ယောက်စကဖုန်းဆက်ခြင်းလိုပါဟုသွေးလိုစမ်းကြည့်သည်ဆက်လို့ရမှန်းသိတော့နောက်က လူတွေကပါ လိုက်လာကြသည်အစကဒီလောက်တောင်ဖြစ်လိမ့်မည်ဟုမထင်ခဲ့တယ်လီဖုန်းကငွေတောင်းခံလွာရောက်လာတော့မှ သိရသည်ခါတိုင်းကြနေကြထက်နှစ်ဆနီးပါးလောက်ကြနေသည်အမေကိုမေးကြည့်တော့မှကျွန်တော်တို့အပြင်သွားကြပြီဆိုမှတယောက်ပြီးတယောက်လာဆက်လိုက်ကြတာတဲ့မိမေကဘာမှမပြောဘူးလားလို့မေးတော့ကွဲအเจ้าကိစ္စရှိလို့လာဆက်ကြတာမဆက်ကြပါနဲ့လို့ ဘယ်လိုပြောကောင်းမလဲတဲ့မဖြစ်ချင်ဘူးပိုက်ဆံထဲတဲ့ပုံကလေးတစ်ပုံလုံးမဖြစ်မီဟုဆုံးဖြတ်လိုက်သည်သုံးတပ်ပြားဖြင့်ပိုက်ဆံပုံလုံးသည်ပုံပေါ်တွင်25ပြားဟုမြေပြူဖြင့်ခတ်သေးသည်ရေးထားသည်အလိုက်တိတတ်ကြတန်ကောင်းပါရဲ့ငါဖုန်းဆက်ခပတ်ဆံပေးရမည်ဆိုသောကြောင့်ဆက်မည်သူနင်းနေတော့ရော့သွားလိမ့်မည်ဟုထင်သည်ပိုက်ဆံမထည့်ခိုင်းလို့ ਆ လည်းမဖြစ်တော့ သူတို့ဆက်သမျှကြတဲ့ငွေများကိုကျွန်တော်တို့ကစိုက်ရှင်းပေးရသည်ဆိုဒီမှာလုံးဝသဘာဝမကျသူတို့ဘက်ကကြည့်ရင်တော့တခါတလေဆက်တာပါပဲသူတို့လိုတခါတလေပေါင်းကဘယ်နှယောက်ရှိမည်မသိတလုံးနဲ့ရှိသောတယ်လီဖုန်းကတော့တယောက်တလဲစီ တခါတလေဆက်ကြသောအခါဥကောင်းကိုလူတဦးလျင်တစ်ချက်စီပဲပုတ်လူတရာလောက်ဝိုင်းပုတ်ချင်းခံရလျင်ဘယ်လိုနေမည်နီကိုချင်းစာကြည့်စေခြင်းနီး သူတို့တွေကလည်းအလကားရရင်တယ်လီဖုန်းတောင်ဆက်ချင်တတ်ကြသူမျိုးအိမ်တအိမ်ကိုရောက်လို့တယ်လီဖုန်းရှိကြောင်းသိလိုက်ရသည်နှင့်တပြိုင်နက်ဘဲကိုဆက်ရင်ကောင်းမလဲဟုစဉ်းစားလိုက်တတ်ကြသူမျိုးလည်းရှိသည်ပြီးရင်တနေရာဆက်မိဘဲယုံဖုန်းနံပါတ်များမသိဘူးလားဆိုတာမျိုးက လာသေးသည် ပြောကြသောစကားတွေကလည်းကြည့်ပါဦးရှဲလေးလားเออตริยะโลเสร็จตาบ่ไม่ตื่นตาจ้ะลูกอีหลี3 4เยอะสิบีเว้ย ထမင်းစားပြီမလားဘာဟင်းလဲအောင်းမဲကောင်းမစုပ်ကြီးပွားနေတယ်ပေါ့လေဟေးဒါနဲ့တရေကြီးတွေ့သေးလားဘာလဲနင်းတော့နင်းယူပါလားအဲ့ဒါမျိုးတွေပြီးတော့ယုံကိုခွင့်တိုင်ကြတာလေဒီဖုန်းနဲ့ပဲဘဲကလာပါအောင်နဲ့ပြောစရာတွေရှိလို့ဆိုတာကလည်းဒီဖုန်းပဲတယ်လီဖုန်းမရှိတဲ့အရက်မှာတော့ဘယ်လိုများနေခဲ့ကြတယ်လဲလူတယောက်ရှိသေးသည်အင်းကဖုန်းကိုမကြာခဏလာဆက်လိရှိသည် သူပြောသောစကားတွေတွင် ကျွန်တော်တို့နားမလည်တာတွေပါတယ်တယ်လီဖုန်းလိုင်းတွေတစ်ခါတည်းရန်ချွတ်ရင်းတက်သောကြောင့်ခက်ကြဲကြဲပြောရသည့်အခါဒဇွန်းတစကြားရတတ်၏သူစကားတွေတွင်အနီတွေအစိမ့်တွေလည်းပါသည်ဆက်ငါးတို့သုံးခွဲတို့လည်းပါသည်နောက်မှသိရသည်ကြောက်အယောင်းဝယ်စကားပြောတာတဲ့ဥပဒေနဲ့မလွတ်မကင်းဖြစ်ခဲ့ရင်တယ်လီဖုန်းပိုင်ရှင်မှာပြဿနာတက်နိုင်သောကြောင့်နောက်နောက်လာမဆက်ပါရန် ရင်ရင်ကြီးကြီးပြောလိုက်ရသည်မြို့သူပင်ဖြစ်စီခုပိုက်ဆံထဲရတော့မည်ဆိုရင်အရင်ကလိုထမင်းစားပြီးပြီလားမေးုံမြဖြင့်ဆက်ကြတော့မည်မထင်တပတ်လောက်ကြာတွင်ပိုက်ဆံဘုံကိုလှုပ်ကြည့်ရာအကြွေစားတံများထွက်လာသည်ဘယ်လဲဘယ်ဆိုးလို့လဲဟုထင်မိသည်တနေ့တော့ပိုက်ဆံအကြွေလူခြင်းသဖြင့်ပုံးကိုဖွင့်သည်ဖွင့်လက်စနှင့်ပိုက်ဆံတွင်ရေကြီးလိုက်အောင်မယ်ဟုစိတ်ကူးသည် အကျွေများကိုရည်တွက်ကြည့်ရာ၄ချက်နှင့်35ပြားသာဖြစ်နေသည်စဉ်းစားရခက်သွားသည် တခါဆက်လျင်တမတ်ဆိုတော့၄ချက်အတိဖြစ်တော်၎င်း၄ချက်ခွဲတော်၎င်း၄ချက်တမတ်တော်၎င်းဖြစ်ရမည်ခုဟာကကတိကတ္တ၄ချက်35ပြားတဲ့ဆယ်ပြားကဘယ်လိုလုပ်ပိုးနေသလဲတည်တည်ချာချာစဉ်းစားကြည့်တော့မှဒီလိုကိုပိုက်ဆံထည့်တဲ့သဘောရောက်ရင် ပြီးရောဆိုပြီး ပုံနေကိုပိုက်ဆံကြတဲ့ဒေါကနေမြီယုံလောက်သာဆယ်ပြားစီတစီထဲ့သွားခြင်းဖြစ်ပေလိမ့်မည်။ငါးပြားစီတို့တခြားတံပြားဝိုင်းတဝိုင်းတို့ထဲ့မသွားတာပဲကျေးဇူးတင်ရမလို့ဖြစ်နေသည်။ဒီကြားထဲလှင့်လစ်တယ်လို့ပိုက်ဆံထဲ့မသွားသူတွေလည်းရှိအောင်မည်။6ဆက်သွယ်ရေးကော်ပိုရေးရှင်းမှာတယ်လီဖုန်းအခွန် အခဈေးနှုန်းများတိုးမြင့်လိုက်သည်။နှစ်စဉ်ကြေးကျပ်480နှင့် တယူနစ်လျင်ပြ30တယ်လီဖုန်းတစ်လုံးကိုအိမ်မှာတက်ဆင်ထားလျင်ဆက်တည်ဖြစ်စေမဆက်တည်ဖြစ်စေတနေ့လျင်တကြက်25ပြားလောက်အခွန်ဆောင်ရသည့်သဘောမိမိဘက်မှတစ်ခါဆက်လျင်တယူနစ်ပြား30ထပ်ပေးရသည်အိမ်ကဖုန်းကိုလွတ်ထားလို့မဖြစ်တော့ပက်ဆန်ထည့်ရန်ကြက်ကြက်မတ်မတ်လုပ်ရမည်ပြီးတော့တယ်လီဖုန်းဆက်ခအရင်လိုတမတ်ဖဲထားလို့မဖြစ်တော့ပြား30လုံးမလားငါးမှုလုံးမလား မြို့ထဲမှာဆိုရင်တော့တစ်ခါဆက်တစ်ချက်ဖြစ်နေပြီအများဆုံးဖုန်းပင်ငါးမူးဖြစ်နေပြီတနေ့ကျွန်တော်မြို့ထဲအထွက်နောက်ကြသည်ဝတ္ထုတုံးလေးတပုတ်ကိုလက်ဆက်တာရေးရမည်ဖြစ်တော့ကြောင့်ဇက်သိန်းငါးနီးရေးလို့ကောင်းနေတော့အချိန်ရနေတော့အချိန်တွင်အိမ်ရှိတကားကိုလာခောက်သည်အမေကမိဖို့ထဲမှာဖြစ်နေတော့ကြောင့်ကျွန်တော်ထပ်ဖွင့်ပေးလိုက်သည်ဖုန်းခဏဆက်ချင်လို့ပါမြို့သူမိတယောက် ကျွန်တော်တို့ channel ရတော့မဟုတ်မြင်တော့မြင်ဘူးဒီညက်ွက်แท้ကပင်ဖြစ်လိမ့်မည်မိန်းကလေးတယောက်နေဖြင့်သူများအိမ်ကိုတကားခောက်ပြီးဖုန်းဆက်ခွင့်တောင်းရခြင်းမှာအရေးကြီးသောကိစ္စကြောင့်ပင် ဖြစ်မည်ထင်ပြီးရပါတယ်ဆက်ပါဟုပြောလိုက်သည်သူဖုန်းဆက်သောအချိန်တွင်ကျွန်တော်စာထိုင်ရေးသည်ကျွန်တော်အခန်းထဲကဇပွဲသည် ခုချိန်တွင် နေအောင်ထိုးတတ်သောကြောင့်ဧကန်တဲတွင်လာရင်းနေခြင်းဖြစ်သည် တယ်လီဖုန်းထားရနေရနဲ့မလန်းမကန်းပါသူသည်စဆက်ခါစားတွင် ခတ်တိုးတိုးပြောသည်နောက်တစ်ဖက်မှမကြားရသဖြင့်ကြဲကြဲပြောခိုင်းဟန်သူသည်အတန်အနှဲငယ်မြင့်၍ပြောသည်လာလို့မဖြစ်ဘူးအင်္ဂါရိပ်မိသူအတန်ကိုတစ်ချက်တစ်ချက်ကြားရသည်ပြီးတော့သူကျွန်တော်ရှိရာကိုဖြတ်ခနဲလန့်ကြည့်သည်တိလိုက်ပြီ तू ဘာကိစ္စစကားပြောနေလဲဆိုတာ ကျွန်တော်ဆက်ထိုင်နေလို့မဖြစ်တော့တော်ကြကျွန်တော်ပါပဲသူတို့ပြောတာကိုနားဆိုင်ထောင်နေတဲ့အောင်ထင်ခံရမည်ကျွန်တော်ရေးလက်စာဝတ္ထုဇက်သိန်းခန်းကိုရက်ပြီးထရှောင်ပေးလိုက်ရသည်ကဲကို့အိမ်မှာတောင်လွတ်လွတ်လပ်လပ်မနေရဓာတ်ထက်ဆိုတာကတော့ထိုးမျိုးသမီးဖုံးဆက်တာမိနစ်20လောက်ကြာမီထင်ပါသည်တစ်ချက်တစ်ချက်ကျွန်တော်ရက်နေသောဝရန်ဒါဘက်သို့ရည်သံတစ်ခစ်ခစ်ပြန့်လွင်လာသည် ဖုံးချလိုက်တဲ့ကလင်ကလေးတစ်ချက်ကြားလိုက်သောကြောင့်အေဂန်နဲ့ပြန်ဝင်လာခဲ့သည်သူသည်ပခုံးတိုင်းအိတ်ကိုဖြွင့်သည်ပိုက်ဆံအိတ်ကိုထုတ်သည်ဖြွင့်သည်ပြီးတော့ဟဲအကျွေးတော်မပါဘူးစိတ်တန်ကြီးကျွန်တော်ကိုပြုံးပြပြီးအနိုင်လာရင်ကျွန်တော်တော်တော်စိတ်ဆိုးသွားသည်ဖုံးဆက်ခြင်းလျင်အစကလေးကအကျွေးယူလာခဲ့ပါလား ျွန်တော်တို့ကအကျွေးတွေအစင်းသင့်ဆောင်ပေးထားပြီးအံပေးနေအောင်ပါလားအမေရောက်လာတော့ကြောင့်ဘာမှမပြောပြလိုက်သူကအမေဘက်သို့လှည့်၍ခုနလိုပြောပြန်သည်အမေကတော့ကိစ္စမရှိပါဘူးကွယ်အကျွေးမရှိရင်လဲထိုအမျိုးသမီးထွက်သွားသည်နင်တပြိုင်နက်ကျွန်တော်ကပြားတစ်ခုအမြန်ရှာသည်ဝတ္ထုဆက်ရေးဖို့မစင်စားနိုင်တော့ကပြားရလျင် အောက်ပါစာတန်းကို ခက်ကြီးကြီးရေးပြီး ိုက်ဆံပုံးတွင်ကတ်ထားလိုက်သည်ဟောဒီပုံးလေးကတော့ပိုက်ဆံထဲတဲ့ပုံးလေးပါပဲခင်ဗျာ အလပြထားလို့မထင်ကြပါနဲ့ဆွေမျိုးများဓမ္မမိတ်ဆွေများအပေါင်းအသင်းများအပါဝင်မြည်သူမဆိုးဖုန်းဆက်လျင်ပိုက်ဆံတစ်ချက်ထည့်ကြပါပက်ကနေပြောတော့မှစိတ်မဆိုးကြပါနဲ့ခုနှစ်မကေယောဟုမိတ်ဆွေတို့ဝန်တာသွားကြပါသလားကျွန်တော်လဲထိုးစာကိုကတ်လိုက်ပြီ တော်တော်စိတ်ချမ်းသာသွားပါသည်ထို့နောက်ပိုင်းတွင် ဖုန်းဆက်သူ အတော်ရော့ပါသွားပါသည်တကြက်ဆိုတော့လေလက်ဖက်ရည်တစ်ခွက်စာကိုအရေးမကြီးပဲဘယ်ဆက်ကြတော့မှာလဲပတ်စံဘုံဒီလေအရင်ကလိုအကြွေစားတံများမဟုတ်တော့လှုပ်ကြည့်လိုက်ရင်ကြက်တံတွေရဲ့အတန်ခတ်ဖွားဖွားကိုထောက်ကနေထောက်ကနေကြားရတတ်သည်ခုမှပင်တယ်လီဖုန်းနဲ့ပတ်သက်သောဒုက္ခကင်းဝေးဟဲ့မဟုတ်သေးဘူးဗျာ တနေ့ကျွန်တော်မြို့ထဲကပြန်လာတော့အခါအမေတကားဖွင့်သည်အိမ်ထဲသို့ကိုယ်တိုင်ပင်မဝင်ရသေးသတင်းစကားတစ်ခုကြားရသည်တားရီတယ်လီဖုန်းပိုက်ဆံပုံးလေးအဖြစ်လေမရှိတော့ဘူးအမေမီးဖို့တဲ့ဝင်းနေတော့ဘယ်သူဝင်ခိုးသွားလဲမသိဘူးကွယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒါကတော့ ဆရာမင်းလူရေးသားခဲ့တဲ့9939 13ဆိုတဲ့ဝတ္ထုတော်လေးကို တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ဒီဝတ္ထုတော်လေးကိုတော့1982ခု မေလထုတ်ရွှေစာမဂ္ဂဇင်း ရန်ကုန်ပြွန်စာအသင်းနှစ်ပတ်လည်မဂ္ဂဇင်းမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။